မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပန်ပြန်လဲကျူဆူနှုတ်ခွန်းဆက်တာလိုက်ပါတယ်အမောင်ညမှာဘုရားသခင်ဒီကျွန်တော်ကျမတို့ကိုအကောင်းဆုံးအိတ်ဆက်အနာယူခွင့်ပေးတယ်တာယာအေးချမ်းတဲ့မနက်ခင်းမှာနိုးထအသက်ရှင်ခွင့်ပေးတယ်အသက်ရှင်တော့တန်ရှင်တော့မုံမြတ်တော့နှုတ်ကပတ်တော်မြတ်ကိုမနက်တိုင်းနိုးလာတာနဲ့အခမဲ့ကြားနာနေရတယ်ယနေ့တိုင်အောင်ကြားနာနေရတယ်ဟာလေလုယာဖခင်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ် အာမင်ဆိုတော့ဒီကနေ့မနေ့အားလုံးနဲ့အတူတူခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့အချိန်ကာလကိုရွေးနှုတ်တတ်ပါတမာတတိရှိရှိအသက်ရှင်ပါဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ငါခွန်အားပေးချင်တာဖြစ်ပါတယ်အခြေပြုချင်းတကြမ်းဖတ်ပါမယ်အေဖက်ဩဝါဒစာခန်းကြီး9ငယ်16အေဖက်ဩဝါဒစာခန်းကြီး9ငယ်16ယခုနေ့ရဲ့ကာလတို့ဒီဆိုးရုပ်တော့ကြောင့်ကာလအချိန်ကို ရွေးနှုတ်ကြလော့ အချိန်ကာလခေတ်ကာလကစိုးရုပ်တစ်ထက်စိုးရုပ်လာပြီတဲ့ဟုတ်တယ်နော်ညီကိုမောင်တို့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတည်င်းတွေနားထောင်ကြည့်လိုက်ပါเนาะနိုင်ငံတည်င်းနားထောင်ကြည့်လိုက်ကပ္ပတည်င်းနားထောင်ကြည့်လိုက်ကျွန်တော်တို့ရဲ့ရက်ွက်တည်င်းမြို့တည်င်းနားထောင်ကြည့်လိုက်ဘယ်တစ်ခုမှကောင်းတာတွေကျွန်တော်တို့မတွေ့ရအောင်စိုးရင်ထိတ်လန့်စရာတွေပဲ ဟိုမှာစစ်ဖြစ်ပြန်ပြီဟိုမှာတရားကြိုးပြန်ပြီဒီမှာဘာဖြစ်ပြန်ပြီဟိုမှာတော့လူတွေတည်ပြန်ပြီဒီမှာတော့လူဘလောက်များများတည်ပြန်ပါပြီဒီမှာစစ်ဘေးဒုက္ခတွေဘလောက်ရှိပြန်ပါပြီဟိုမှာဘီလိုဘလိုဖြစ်ဒီမှာဘလိုဖြစ်အိုးကြားရတဲ့တည်င်းကကျွန်တော်တို့ကိုကြောက်ရွံ့ထိတ်လန့်စေတယ်ဒါပေမဲ့တမာကျင်းစာကိုစေးစေးမြင့်မြင့်ကျင့်ဆောင်ပြီးတော့မှတမာကျင်းစာကိုတည်တည်ချာချာဖတ်ရှုနားလည်ထားတဲ့သူတယောက်ကကျွန်တော်တို့အတွက်ဖယားသခင်ရဲ့ညင်သက်ခြင်းရှိနေပါသေးတယ် ဘာလို့လဲဆိုတော့ဒီအရာတွေဖြစ်လာမယ်ဆိုတာတမချန်းစာထဲမှာပေါ်ပြလာမပေါ်ပြဘူးလားပေါ်ပြပါတယ်ကျွန်တော်ကျမ်းချက်တစ်ချက်ဖတ်ပြမယ်နော်ရှင်လုကာခရစ်ယာန်ခန်းကြီး27အငယ်6မှာရှင်လုကာခရစ်ယာန်ခန်းကြီး27တခုလုံးကိုတော့ဖတ်ကြည့်နော်ကျွန်တော်အငယ်6တစ်ချက်ပဲဖတ်မယ်ရှင်လုကာခရစ်ယာန်ခန်းကြီး27အငယ်6တင်တို့ဒီစစ်တိုက်ခြင်းအကြောင်းပုံကန်ခြင်းအကြောင်းကိုတည်င်းကြားရတော့အခါစိုးရိမ်တုန်လှုပ်ခြင်းမရှိကြနဲ့ထိုအမှုအရာများသည်အရင်ဖြစ်ရမည် တို့တော်လဲအဆုံးဒီအလင်းအမြန်မဖြစ်သေးညီကိုမောင်တို့မတို့စစ်တိုက်တန်တွေကြားရရင်ကြောက်လားကြောက်လားမကြောက်ဘူးပြောတဲ့သူကတော့ကိုကိုကိုလိန်နေမယ်ထင်တယ်နော်ကျွန်တော်လဲကြောက်တယ်ဟိုမှာဘုံဘုံကွဲလိုက်ဒီမှာဒုံဘုံကွဲလိုက်ဟိုမှာပပပပပပြစ်လိုက်ဒီမှာတတတတပြစ်လိုက်ဟိုမှာတေးလိုက်ဒီမှာတေးလိုက်ဟိုမှာအတုံးတုံးအရှုံးရှုံးဖြစ်လိုက်မကြောက်ပဲနေမလားတချို့ဆိုကိုရှိမှပဲဟိုချစ်ပြက်လက်ပြက်ဖြစ်ကုန်တဲ့သူတွေတွေ့နေရတယ်လीတွေ့နေရတယ်လीမကြောက်ပဲနေမလားကြောက်တယ် မစိုးရိမ်ဘူးလားစိုးရိမ်တယ်ကိုယ့်အိမ်အခုမှပဲစောက်ပြီးတယ်အခုမှပဲထားခဲ့တယ်ထွက်ပြေးရတယ်တင်းကြားတယ်ကိုယ့်အိမ်ဘုံပေါက်ပွဲတော့ပြီဘာမှရစရာမရှိတော့စသဖြင့်ယူကျုံးမရညီကိုမောင်မတို့ဒီအရာတွေရှိကိုရှိလာမယ်ဆိုတာတမန်ကျန်စာထဲမှာပေါ်ပြလာမပေါ်ပြဘူးလားပေါ်ပြတယ်နော်ပေါ်ပြတယ်နော်စစ်တိုက်တဲ့အကြောင်းအရာတွေကိုကြားတဲ့ခါမှာတဲ့မစိုးရိမ်နဲ့နော်တဲ့ဘာလို့လဲညီတို့နေရမှာခေါရအိမ်ကလောကမှာမဟုတ်ဘူးတဲ့သခင်ယေရှုခရစ်တော်တဘိုးမဟုတ်တဲ့ခါမှာနောက်ဆုံးတော့ကာလကလာလိမ့်မယ်တဲ့ နောက်ဆုံးတော့ကာလနီးလာလေလေစစ်စစ်မဲ့ဘေးဒဏ်တွေပို့ပြီးမှများလာလေလေနောက်ဆုံးတော့ကာလနီးလာလေလေယုံကြည်သူခရိယန်တွေကာလအချိန်ကိုရွေးနှုတ်ဖို့အရေးကြီးလေလေပဲအခုနကျွန်တော်ဖတ်သွားတဲ့အေးဖတ်ထဲမှာကာလအချိန်ကိုရွေးနှုတ်ပါရွေးနှုတ်ပါဆိုတာဘာကိုပြောရလဲကာလအချိန်ကိုရွေးနှုတ်ပါဆိုတာဘာကိုပြောရလဲအချိန်ကိုတန်ဖိုးထားပြီးမှဖယားသခင်ပေးတဲ့အတ္တတာဖယားသခင်ပေးတဲ့အချိန်ရှိတော့မှ အဲ့ဒီအချိန်အားဖြင့်ဖယားအတွက်အကောင်းဆုံးအသက်ရှင်ပါအဲ့လိုပြောတာညီကိုမောင်တို့မတို့ဖယားသခင်အတွက်အကောင်းဆုံးအသက်ရှင်ခိုင်းတာနော်အချိန်ကိုတန်ဖိုးထိုင်းမှပတ်စံကြီးကြီးမားမားရှာမယ်အချိန်ကိုတန်ဖိုးထိုင်းမှဟိုပျော်ပျော်ပွဲရှင်ပွဲလုပ်မယ်အချိန်ကိုတန်ဖိုးထိုင်းမှမဟုတ်မကလုပ်မယ်အပြစ်တွေလုပ်မယ်အဲ့လိုမျိုးပြောပြောတာမဟုတ်နော်အဲ့လိုမျိုးလုပ်ခိုင်းတာမဟုတ်နော်အချိန်ကိုတန်ဖိုးထားတယ်ဆိုတာလည်းတယောက်နဲ့တယောက်မတူဘူးနော်ယုံကြည်သူခရိယာနေအချိန်ကိုတန်ဖိုးထားပါကာလကာလအချင်းကိုရွေးနှုတ်တတ်ပါဆိုတာဖယားတခင်လှုပ်ခိုင်းတဲ့အရာကို အချိန်အချိန်ကိုတန်ဖိုးထိုင်းမှလှုပ်တာဖယားသခင်မလှုပ်နဲ့ဆိုတဲ့အရာကိုအချိန်ကိုတန်ဖိုးထိုင်းမှမလှုပ်ဘဲနဲ့အသက်ရှင်တာနောက်ဆုံးတော့ကာလမှာတမာတတိရှိလျက်သခင်ယေရှုခရစ်တော်ဖယားကိုစောင့်နေတာနှလုံးသားထဲမှာ ready ဖြစ်နေတာကျွန်တော်မေးချင်တယ်အခုနားထောင်နေတဲ့သူတွေတင် ready ဖြစ်ပြီလား ready ဖြစ်တယ်ဆိုတော့ဘာကိုပြောရလဲအခုချိန်မှာယေရှုခရစ်တော်ချက်ချင်းလိုင်းလဲငါ ready ဖြစ်ပြီငါအစင်တင်ဖြစ်ပြီပြောတာအစင်တင် ready ဆိုတာအစင်တင်ကိုပြောတာငါအစင်တင်ဖြစ်ပြီသခင်ယေရှုခရစ်တော် လာပြီဆိုရင်ငါ့ကိုလာခေါ်ပြီဆိုရင်ငါကောင်းကင်အိမ်ပြန်ဖို့အစင်တင်ဖြစ်ပြီဘာဘာမှငါ့အတွက်ဟိုဘာလဲစိတ်မချစရာအကြောင်းမရှိတော့ငါငါငါအတွက်ဘာမှမလုပ်ပြီးသေးဘူးဆိုတော့ပြောပြောစရာအကြောင်းမရှိတော့ငါအစင်တင်ဖြစ်နေပြီသခင်ယေရှုခရစ်တော်ချစ်ချင်းလာရင်တင်ချစ်ချင်းလိုက်သွားဖို့အစင်တင်ဖြစ်နေပြီလားကျွန်တော်မေးချင်တယ်ခုနားထောင်နေတဲ့သူအခုချစ်ချင်းသခင်ယေရှုခရစ်တော်လာမယ်ဆိုရင်တင်ယေရှုခရစ်တော်နဲ့လိုက်ပြန်ဖို့အစင်တင်ဖြစ်နေပြီလား comment ထဲမှာမှတ်သွားကြည့်အစင်တင်ဖြစ်နေပါပြီလို့ အဲ့လိုမျိုး comment မှန်ရဲတဲ့သူနည်းနည်းရှားမယ်ထင်တယ်နော်အာတခင်မလာနဲ့ဦးကျွန်တော်စီးပွားရေးမလုပ်ပြီးသေးဘူးပတ်စံရှာလို့မဝသေးဘူးဟာတခင်မလာနဲ့ဦးကျွန်တော်ဟိုဟိုဟိုနိုင်ငံဒီနိုင်ငံတော့မလဲပတ်ရသေးဘူးဟာတခင်မလာနဲ့ဟိုကျွန်တော်ဟိုအစားအစာဒီအစားအစာတော့မစားဘူးလေလောကကြီးထဲမှာမထွက်ခွာသွားခြင်းတည်းဘူးတနည်းအားဖြင့်လောကကိုချစ်တဲ့စိတ်ကတခင်ကိုချစ်တဲ့စိတ်ထက်ပိုနေတယ်လောကမှာနေခြင်းတဲ့စိတ်ကကောင်းကင်နိုင်ငံမှာသွားခြင်းတဲ့စိတ်ထက်တာတာနေတယ်တာနေတယ် ဒါကိုစင်ချင်းနှလုံးသွင်းဖို့လိုတယ်နော်။နောင်တရတတ်ဖို့လိုတယ်နော်။သခင်ခရစ်တော်လာခေါ်တဲ့အခါမှာအစင်တစ်ဖြစ်နေပြီလားအစင်တစ်ဖြစ်နေဖို့လိုတယ်။အဲ့ဒါကိုပြောတာညီကိုမောင်မတို့အချိန်ကာလကိုရွေးနှုတ်ပါဆိုတာ။အဲ့ဒါကိုပြောတာညီကိုမောင်မတို့တမာတတိရှိရှိအသက်ရှင်ပါဆိုတာ။ဘာလို့တမာတတိရှိရှိအသက်ရှင်ရမှာလဲ။ဘာလို့အချိန်နာအချိန်ကာလကိုရွေးနှုတ်ရမှာလဲ။ခေတ်ကာလကဆိုးယုတ်လို့ဆိုးယုတ်လို့ဆိုးယုတ်လို့အခုပဲဆိုးယုတ်တာမဟုတ်နော်။ နောက်နှစ်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 နောင်ကာလတွေမှာပို့ပြီးပို့ပြီးဆိုးရုပ်လာမှာသင်အစင်တင်ဖြစ်နေဖို့ပဲလိုတယ်။ဒါကြောင့်ဒီကနေ့မနေ့တမချင်းစာအားဖြင့်ကျွန်တော်ခွန်အားပေးပေးချင်တဲ့အခုနားထောင်နေတဲ့ညီကိုမောင်တို့မများအချိန်ကာလကိုရွေးနှုတ်ပါ အချိန်ကာလကိုတန်ဖိုးထားပါဘယ်ပဲဆော့မှအချိန်မကုန်စေပါနဲ့နော်မူးမူးယူးယူးနဲ့ပဲအချိန်မကုန်စေပါနဲ့နော်မဟုတ်မကအပြစ်တွေလို့မှအချိန်မကုန်ပါစေနဲ့ နော်အဆက်ကားတွေပဲထိုင်ကြည့်မှအချိန်မကုန်ပါစေနဲ့ Facebook တွေပုတ်ပြီးတော့မှမဟုတ်မကတွေကြည့်မှအချိန်မကုန်ပါစေနဲ့ဖယားသခင်တင့်ကိုပေးထားတဲ့အချိန်24နာရီတည့်ရအတိကြပေးထားတယ်ဖယားသခင်ကမြတ်တာတယ်ဖယားသခင်ဖြစ်ပါတယ်နော်လူတိုင်းလူတိုင်းကိုတယောက်ကိုတည့်24နာရီအတိကြပေးထားတယ်ကျွန်တော်တို့ထက်ပတ်စံချမ်းသာနေတဲ့သူကကျွန်တော်တို့ထက်ဟိုတနိုင်ပူရတာမဟုတ်ဘူးနော်သူတို့လည်းတည့်24နာရီပဲရတာကျွန်တော်တို့ထက်တော်နေတဲ့သူကကျွန်တော်တို့ထက်တနိုင်ပူရထားတာမဟုတ်ဘူးနော် သူတို့လည်းတရက်24နိုင်ပဲရတာတင်လည်းတရက်24နိုင်ရတယ်ကျွန်တော်လည်းတရက်24နိုင်ရတယ်ဒါဖရာသခင်ကမျှတခြင်းပဲဖရာသခင်အဲ့လိုမျက်မျက်တတကျွန်တော်တို့ပေးထားတဲ့အတွက်ကျွန်တော်တို့အချိန်ကဘလို့သုံးမလဲဆိုတော့ဆိုတဲ့အပေါ်မှာတအားမူတည်သွားပြီကျွန်တော်မိချင်တဲ့ကုနားထောင်နေတဲ့သူတွေတင်တရက်24နိုင်ရတယ်အာသမင်းစားအိယာဝင်ချိန်ကလွဲလို့တင်ပါတယ်လို့လဲတန်ဖိုးမရှိတဲ့အရာတွေမှာအချိန်ကုန်နေလားတို့မဟုတ်ဖရာသခင်လှုပ်စေခြင်းတဲ့အရာမှာအချိန်ကုန်နေလား ဖယားသခင်လှုပ်စေခြင်းတဲ့အရာမှာအချိန်ကုန်ပါစေအဲ့ဒါမှအချိန်ကိုတန်ဖိုးထားတာအဲ့ဒါမှအချိန်ကာလကိုရွေးနှုတ်တာအဲ့ဒါမှတမာတတိရှိရှိအသက်ရှင်တာအမြဲတမ်းအစဉ်တင်ဖြစ်ပါစေဩဖယားသခင်လာခေါ်တဲ့အချိန်မှာဖယားသခင်မတော်ချင်သေးဘူးဖယားရဲ့အမှုတော်တွေမဆောင်မဆောင်ပြီးသေးဘူးလေအာဖယားသခင်ကို ကျွန်မထပ်ပြီးမှအမှုဆောင်ချင်သေးတယ်ဟိုအသက်ရှင်ခွင့်ပေးမယ်ဆိုရင်ဒီနေ့ကနေစပြီးမှတသက်လုံးအမှုဆောင်ပါမယ်စသဖြင့်ပါညာပြောတတ်ကြတယ်ကျွန်တော်ပြောမယ်အခုမဖျားခင်ကလေးကဟိုဘာလဲမတီခင်ကလေးကအခုဟိုဖျားခင်ကျွန်တော်ရဲ့အသက်ဝိညာဉ်ကိုမယုတ်သိမ်းခင်ကလေးကအချိန်နာရီကိုရွေးနှုတ်ပါကာလအချိန်နာရီကိုရွေးနှုတ်ပါအချိန်နာရီကိုတန်ဖိုးထားပါဖယားသခင်လှုပ်စေခြင်းတဲ့အရာနော်အဲ့ဒီအရာတွေကိုအချိန်ကိုတန်ဖိုးထားမှအဲ့ဒီအဲ့ဒီအရာတွေကိုလှုပ်ပါလို့ကျွန်တော်ခွန်အားပေးနေနှိကုံချုပ်ချင်တယ် ဆိုတော့ဒီကနေ့မင်းနဲ့ပြောသွားတဲ့အရာကိုသခွန်ပဲပြင်ပြောမယ်ဒီကနေ့မင်းနဲ့ပြောသွားတာကကာလအချိန်ကိုရွေးနှုတ်ပါတမာတတိရှိရှိအသက်ရှင်ပါဘာလို့လဲဆိုတော့လောကကြီးကခေရင်ဆိုးရုပ်တဲ့ကာလပို့ပြီး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 ဖြစ်လာတယ်ရှေ့လျှောက်ပို့ပြီးတော့မှခေရင်ဆိုးရုပ်လာဖို့ပဲရှိတယ်ဘာလို့လဲဆိုတော့နောက်ဆုံးတော့ကာလနီးတစ်ထက်နီးလာပြီယုံကြည်သူတွေခြိဆောင်ချင်းလာတော့မယ်ခြိဆောင်ချင်းလာတဲ့အခါမှာသင်အစင်တင့်ဖြစ်ပြီလားကိုယ်တော့ဘာမှမလုပ်ရသေးဘူးအစင်တင့်မဖြစ်သေးဘူးလို့ပြောမလား တို့မို့ ready ပဲကိုတော်ရဲ့အစင်တက်ပဲလိုက်တော့ဖို့လိုက်တော့ဖို့အစင်တက်ပဲလို့ပြောတဲ့သူဖြစ်မလားအစင်တက်ဖြစ်တော်သူဖြစ်ပါစေကာလအချိန်ကိုရွေးနှုတ်ပြီးတော့မှတမာတတိရှိရှိအသက်ရှင်တတ်တော်သူဖြစ်ပါစေလို့ခွန်အပိနဲ့ညှိကုံချုပ်ပါတယ်သူကဆုတောင်းရအောင်ယေရှုတင်တဲ့ကိုတော်ဒီကနေ့မနက်မှလဲကာလအချိန်ကိုရွေးနှုတ်ပါခေရင်ဆိုးရုပ်လာတဲ့ကာလမှာဖြစ်တဲ့အတွက်အချိန်ကိုတန်ဖိုးထိုင်းမှာ တမာတတိရှိရှိအသက်ရှင်ဖို့ဖယားသခင်ရဲ့စကားကိုနားထောင်ပြီးမှဖယားသခင်လှုပ်စေခြင်းတဲ့အရာကိုအကောင်းဆုံးအသက်မီးစာမကုန်ခင်လေးမှာအချိန်ရှိသုံးလေးမှာအချိန်ကိုတန်ဖိုးထားပြီးမှဖယားစကားအသက်ရှင်ထွက်လာနိုင်ဖို့ရန်အတွက်တန်ရှင်တော်ဝိညာဉ်တော်ဒီဒီကနေ့မနေ့ကျွန်တော်တို့နှုတ်ပတ်တော်အဖြစ်တုံတင်ဆုံးမရယ်ယေရှုတင်နေကိုတော့ကျွန်တော်တို့အချိန်ကိုအလဟတမဖြုံသီးပဲနဲ့ဖယားရဲ့အမှုတော်ကိုအကောင်းဆုံးအချိန်ရှိသုံးဆွမ်းဆွမ်းတမန်ဆောင်နိုင်ဖို့ရန်တန်ရှင်တော်ဝိညာဉ်တော်ဆက်လက်မဆကောင်းကြီးပေးပါမိကြောင်း နောက်ဆုံးတော့ကာလချီဆောင်ခြင်းအတွက်အစင်တ ready ဖြစ်နေတဲ့သူများဖြစ်စေပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းပါသည်ဖဖခင်အာမင်တယောက်ချင်းစီတိုင်းကိုဖခင်ရှင်တာ၍ကောင်းချီးပေးပါစေတော့